လူတွေမမမိနိုင်လောက်ပြောင်းလဲဖို့ဒီချက်တွေလုပ်ပါရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါလူတွေကိုယ်ကိုမမမိနိုင်အောင်ပြောင်းလဲခြင်းနဲ့ဆိုရင်ဒီချက်တွေလုပ်ကြည့်ပါနံပါတ်1အားကစားလုပ်ပါနေ့တိုင်းတစ်ရက်ကိုမိနစ်30လောက်ချိန်ပေးပြီးအားကစားလုပ်ကြည့်ပါပြောင်းလဲလာတဲ့သင်္ခန္ဓာကိုယ်ကြောင့်စိတ်ပျော်ရွှင်လာနိုင်မယ်နံပါတ်2ကိုယ်နဲ့လိုက်ဖက်တာမေးဝေပါဒီနေ့ကစပြီးတင့်ပီတို့ရဲ့ကအဝတ်တွေကိုပြောင်းလိုက်ပါတော့ကလင်းစံတဲ့ဝေစာရီတန့် ကိုယ့်ရဲ့တက်ရွယ်ခန္ဓာကိုယ်နဲ့လိုက်ပတ်မဲ့အဝိစာကိုဝိပါစမတ်ကြအောင်ဝိစင်မှာနံပါတ်3ဘာသာစကားအသစ်တင်မှာနေ့တိုင်းမိနစ်30လောက်အချိန်ပေးပြီးဘာသာစကားအသစ်တင်ယူပါနံပါတ်4ပညာရဲ့အသစ်တွေလေ့လာပါသင်ဟာအသက်ပဲရွယ်ပဲဖြစ်နေပါစေပညာရဲ့အသစ်တွေကိုအမြဲတမ်းလေ့လာနေပါတစ်ခုခုကိုသင်ယူလေ့လာနေတဲ့အတွက်အုံနောက်ကအမြဲတမ်းလမ်းဆန်းနေပြီးလူလဲလမ်းဆန်းတက်ကြွလာပါတယ်သင်ယူလေ့လာတာကိုအသက်ရွယ်နဲ့မကန့်သက်ထားပါနဲ့ နံပါတ်9ရေးများများတောက်ပေါင်းတနည်းကုန်ရေးရှိခွက်အနည်းဆုံးတောက်ပေါင်းရေးများများတောက်ခြင်းကတင့်တောင်းရီကိုစုပြေစေပြီးမြုပ်ပြုံစေပါတယ်အစီအကြောင်းကိုအကူအညီဖြစ်စေပြီးတော်ယုံတန်ယုံယောဂတည်တည်မမွားတွေကိုလည်းရေကောက်ခြေဖြတ်ပေးနိုင်ပါသေးတယ်နံပါတ်6နေတိုင်းစာဖတ်ပေါင်းနေတိုင်းနည်းဆုံး15မိနစ်လောက်စာဖတ်တဲ့လေ့ကျင့်လုပ်ပေးပါနံပါတ်9အကောင်းမြင်စိတ်ထားပါနံပါတ်10ဟာတာရီကြည့်ပါ 记得今年拿糖芒，再别选喇叭铃梅。